ကောင်စီကဧပြီလ2ရက်ကနေ22ရက်အထိနိုင်ငံတော်ဝန်ယာယီအပြည့်ခက်ရက်စဲကြောင်းကြေညာထားပေမဲ့ရခိုင်ပြည်နယ်မှာတော့ကြီးရည်လေးအပြင်လက်နက်ကြီးဒရုန်းတွေနဲ့ဒရုန်းတွေကိုအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့အာရခတတော်ကပြောပါတယ်။ စစ်ကောင်စီကတဖက်သက်အပြစ်ရအကြောင်းမကြေညာခင်ကတည်းကနေအခုဧပြီလ9ရက်အထိရခိုင်ပြည်နယ်ကတရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမြို့တော်စစ်တွေပဲခူးတိုင်းနဲ့အေရီတိုင်းတို့မှာအရခတ်တတော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drone ဘုံ drone တွေနဲ့တံပြန်ထိုးစစ်တွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ဒီဒီဖက်ဆစ်ဆိုးရပေါ့နော်ဖက်ဆစ်တရဲ့ပြောစကားဂျုံမဲဆိုဂျုံတယ်ဆိုတဲ့ဟာကွာကွာကိုဖက်ကမှားနေတယ်လားလို့လေ ဘာဖြစ်လဲဆိုသူတို့မှာဂုံတိုက်ခါလည်းမရှိကျင်ဝါလည်းမရှိနော်တောက်ချောက်နေပြီးတော့ကိုယ့်ပြည်သူကိုကိုနေပြီးတော့အကျံဖက်သဖြန့်နေရလေအကျံဖက်သဖြန့်နေရလေအဲ့တော့အဲ့ဒီဒီဒီကနေပြီးတော့ကျွန်တော်တို့တွေကနေပြီးတော့သူတို့ရဲ့မေတ္တာစေတနာဂရုဏာတွေကိုတွားပြီးတော့တောင်းတနေသူတို့ဖြစ်နေမှာပေါ့သူတို့ရဲ့ပြောတဲ့ဟာကိုလေယုံကြည်ပြီးတော့လုပ်တယ်ဆိုရင်ကိုတို့လည်းမိုက်မဲတဲ့လူပြန်ဖြစ်သွားမလားလို့တောင်းမှာ တို့ညားတယ်ပေါ့နော်အဲ့ဒီအဖြစ်မျိုးရောက်သွားမယ်ပေါ့ဘာဖြစ်လဲဆိုတော့သူတို့ကတောက်ရှောင်းနေပြီးတော့နော်အပြစ်မဲ့ပြည်သူတွေကို အကြောင်းမျိုးမျိုးရှာပြီးတော့ညံပါနေဆက်တယ်တပ်ဖြတ်တယ်ပုံချဲရယ်လက်နက်ကြီးနဲ့ပြစ်တယ်ဒါမျိုးလုပ်လာတာလေအဲ့တော့အဲ့ဒီလူစီစီကနေပြီးတော့သူတို့ရဲ့ဂတိစကားကိုသွားပြီးယုံကြည်ပြီးလိုင်းနာဖို့ဆိုတာတော့ကိုဒါကိုဖက်ကကိုက နော်တိုင်းရင်းသားတွေအနေနဲ့ဆိုလကောင်းပြည်သူတရားလုံးအနေနဲ့ဆိုလကောင်းဘယ်လိုမှအဲဟိုမခုံးလဲသူတို့ကိုယုံကြည်လို့လိုက်နာလို့မဖြစ်ဘူးဆိုတဲ့အာမျိုးပဲပြောရတယ်ပေါ့ပြောရှင်းတယ်ပေါ့နော် ကြောက်ဖြူမြို့နယ်ကိုလည်းဧပြီလ2ရက်တရက်အတွင်းစစ်ကောင်စီကထရော့ဘုံအရေအတွက်အကြိမ်60နဲ့လက်နက်ကြီးအကြိမ်60ထပ်မင်းနဲ့ပစ်ခတ်ခဲ့တယ်လို့ပေါတော်မြို့နယ်ဘက်ကလည်း120မမလက်နက်ကြီးနဲ့6ကြိမ်အထိပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ဧပြီလ3ရက်၊4ရက်နဲ့5ရက်တွေအတွင်းမှာလဲကြောက်ဖြူမျိုးနယ်ကကြေးရွာတွေကိုဒရော့ဘုံတွေအပါအဝင်ဇက်တိုက်လျင်ရေတပ်သင်းမောတွေနဲ့ပြစ်ခတ်ခဲ့သလိုဧပြီလ5ရက်နေ့တရက်ထဲမှာပဲဒရော့ဘုံအကြိမ်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်မှုအကြိမ်60အထက်ရှိခဲ့တဲ့အပြင်မြို့တော်စစ်တွေမှာလဲဒရော့ဘုံတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့အာရခတပ်တော်ရဲ့ဧပြီလ5ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လူတွေကိုဂယုစိုက်ပါတယ် international မှာသူတို့ဓာရီမလုတ်ပါဘူးဆိုတဲ့ဟာကိုသူတို့အာနာရတဲ့အာနာရှိတဲ့အစိုးရတရက်အနေနဲ့ဒါလုတ်ပြတယ်ပုံဖော်ပြတယ်အသွင်ပြင်လုတ်ပြတယ်ဆိုတဲ့အနေထားမျိုးပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူတွေသိထားမှာကသကစသည်ကျွန်တော်တို့အစိုးရမဟုတ်ဘူးသူတို့ဒီအပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်တယ်ဒီပုံမှာကျွန်တော်တို့ကလိုက်စီးမျောပြီးတော့နိုင်ငံရေး political အမျက်ထုတ်တာမျိုးတွေမလုပ်ဖို့တော့ကျွန်တော်တို့အရန်ရေးကြည့်တယ် ျွန်တော်နိုင်ငံတကာမှာမျက်နှာမျက်နှာသာရဖို့အတွက်ကျွန်တော်တို့စူးစမ်းစူးစမ်းနေစရာမလိုဘူးကျွန်တော်တို့ကငကိုတဲ့ဟာမျက်နှာသာရနေပြီသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘာတွေကတတ်သိပြမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ကျွန်တော်တို့ဒီမိုကရေစီရေးကိုလှုပ်ရှားသွားတဲ့အရာတွေရပဲကျွန်တော်တို့တွေကိုပေါ်ဆောင်ပေးသွားမှာဖြစ်တယ် အရခတတော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးခွဲကပြည်သူတွေငလျင်ပေးတဲ့ကြုံတွေ့နေရတဲ့အတွက်ဧပြီလတလလုံးကိုထိုးစစ်တွေရက်စဲထားမယ်လို့ကြေညာပြီးတဲ့နောက်စစ်ကောင်စီဘက်ကလည်းရက်၂၀ကြာအပြည့်ရထားမှာဖြစ်ကြောင်းကြေညာခဲ့တာပါစစ်ကောင်စီကအပြည့်ရကြောင်းကြေညာထားပေမဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီသူတို့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့အပြည့်ရဆိုင်ရာအကြောင်းအရာတွေကိုလေးစားလိုက်နိုင်မှုမရှိဘူးလို့အရခတတော်ကပြောပါတယ် ်စစ်ကောင်စီဘက်ကတော့အပြစ်ခတ်ရဲစဲရေးကို ချိုးဖောက်နေတာဟာ AA KIA TNL KNL နဲ့ PDF စားတဲ့လက်နက်ကင်အဖွဲ့တွေသာဖြစ်တယ်ဆိုပြီးသူ့ရဲ့လက်အောက်ကနိုင်ငံမှန်ရုပ်တံတွေကနေတစင်ပြောဆိုနေတာပါတောက်လျှောက်သတင်းစာ channel ဖွဲ့တွေလည်းလုပ်နေတာဒီဘက်သူကနေပြီးသူ့ပကားကိုဟိုဘက်သတင်းဌာနတွေကအဲဒီဟိုယုံကြည်လို့ နော်အဲ့ဒီရှင်လေးဘွားတွေကိုတက်နေကြတာလေသူ့လော်ဘီနဲ့သူပဲသွားတာလေငါစကားနှွားရပြောနေတာလေကိုလူနဲ့ကိုတရင်းသာရှင်လေးဘွားလို့မေခွန်းကိုဇာဆင်နော်အကယ်၍သူတို့သူတို့သဘောထားနဲ့မထင်ဟဘူးဆိုတာနဲ့ပြဿနာချာပြီးတော့နော်အပြင်သမားတွေကိုဇာဒုက္ခပေးနေတာလေနော်အဲ့တော့ဒီ နော်ဇော်မင်းထွန်းဇော်ဘဲလုံးပြောရပြောတာပေါ့နော် သူကိုနှိုက်ကိုကလည်းနော်အရင်မရအဖမရပြောနေတဲ့ဟာတွေကအများကြီးပဲလေဆိုတော့သူတို့လည်းပါထုံးမလဲသူကောင်းဆောင်လို့ပဲသူလည်းအဲ့လိုဟိုတိတ်ခံမဲဆိုတာနော်ကျင့်ဝါပိုင်းဆိုင်ရာ မရှိဘဲနဲ့ပြောချင်တာပြောနေတာပဲလို့ပဲမြင်တယ်ပေါ့နော် အရခတတော်ပါဝင်တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့အနေနဲ့ပြည်သူတွေငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အတွက်ဧပြီတလလုံးကို ထိုးစစ်တွေရက်စဲထားမှာဖြစ်တယ်လို့မိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုတွေကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ကြေညာခဲ့တာဖြစ်ပါတယ်။